အသက်60ရတဲ့အဘူကြီးတို့ကစင်လန်းဆိုပြလေတဲ့တပင်းတပင်းကိုခိုင်လိုက်တဲ့နောက်တစ်ဆက်ကမှပဲတပင်းဟာချက်ချင်းညှိုးနှမ်းချောက်တွေ့တော့ပါတော့တယ်။အဲ့ဒီခါမှမှသူဟာအသက်ဆုပ်ယူနိုင်တဲ့ဆွမ်းအားကိုပိုင်ဆိုင်သွားပြီဆိုတာသိလိုက်ရပါတယ်။သူဟာချက်ချင်းစီးယုံလို့သွားပြီးလူငယ်ဆရာဝန်သူ့ရဲ့လဲပင်ကိုဖမ်းဆုပ်လိုက်ပါတယ်။စကန်လိုက်အထွန်းမှာပဲဆရာဝန်ရဲ့မျက်နှာဟာစတင်တွန့်လင်းချောက်တွေ့လာပြီးအသက်ရှူရက်ကတေးဆုံးသွားပါတော့တယ်။ပြီးတော့အဘူကြီးရဲ့အရေးချောင်းတွေဟာပျောက်ကွယ်ဆပြူလာပြီးအခုဆိုသူဟာအသက်90ရွယ်လူတယောက်လိုပြန်ဖြစ်နေပါပြီ။မကြာခင်မှာပဲသူဟာလူတွေကိုပူပြီးအမဲလိုက်ဖို့လုပ်ပါတော့တယ်။ ဒါပေမဲ့သူဟာခွဲစိတ်ဖို့ပြင်ဆင်နေတဲ့လူနာတယောက်ကိုကင်လိုက်ပေမဲ့ဘာမှမထူးခြားခဲ့ပါဘူး။သူ့ရဲ့ဆွမ်းဟားကအလွတ်မလွတ်ခဲ့ပါဘူး။ဒါကြောင့်သူဟာအစီအစဉ်အသစ်တစ်ခုကိုကြံစီခဲ့ပါတယ်။သူဟာအဲ့ဒီလူရဲ့သွေးကိုယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ခွဲစိတ်ကူတောင်းမှုပြုလုပ်ခဲ့ပြီးသွေးလဲလွယ်လိုက်တဲ့ချက်ချင်းမှပဲသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာပြောင်းလဲသွားပါတော့တယ်။အခုဆိုသူဟာကြွက်သားများတာမာပြီးအသက်အင်အားပြေပါနေတဲ့အသက်ဆက်ရှင်ကြီးအရွယ်လူငယ်သူလို့ထင်နေပါပြီ။လူတွေကိုအချင်းကြီးအောင်သူဟာကြီးမားခိုင်းလာတဲ့ဂီတပွဲတစ်ခုကိုစီစဉ်ကျင်းပခဲ့ပါတယ်။စင်နောက်ဘက်မှာတော့လွန်ခဲ့တဲ့အနှစ်ရှိစကသူ့ရဲ့ဓာတ်ကုန်ဟောင်းတစ်ပုံရှိနေခဲ့ပါတယ်။ အဲ့ဒီပုံကိုတူမြင်လိုက်တဲ့အခါသူမျက်လုံးတွေဟာဒေါသအရှင်နဲ့ပြည့်နှက်သွားခဲ့ပါတယ်။သူကခုန်ပြီးနေရန်ကိုအာကုန်ထိုးလိုက်တာကြောင့်နေရန်ဟာချက်ချင်းပြိုကျသွားခဲ့ပါတယ်။သူဟာနတ်ဖယံတပါလူမျိုးအင်းအားတွေပိုင်ဆိုင်နေခဲ့တာပါ။လူတွေဟာကြောက်ရွံ့ဒုံလုံဆောင်နဲ့နောက်ဆုတ်သွားကြပါတယ်။သူဟာသူ့ရဲ့စွမ်းအားတွေကိုလူတိုင်းကိုပြသဖို့ဆုံးဖြတ်လိုက်ပါတယ်။စံပေါ်မှာတော့အနည်း20လုံးခြေတော့အလုံးမလုံးနိုင်တဲ့ကောင်းလေးတယောက်ရှိနေပါတယ်။ထိုလူကြီးက ကောင်လေးရဲ့ညှိုးနှွားနေတဲ့ခြေတော့ကိုထိလိုက်တဲ့အခါမှာတော့ကောင်လေးရဲ့ခြေတော့ဟာလှုပ်ရှားလာပြီးနောက်တစ်စက္ကန့်မှာပဲသူ့ဘာသာသူထက်ရက်လိုက်နိုင်ခဲ့ပါတယ်။ပရိတ်တကြီးဟာတန်းတော့ off ဖြစ်သွားကြပြီမင်းသူ့လူကြီးကတော့ရက်မသွားခဲ့ပါဘူး။သူဟာသွေးကင်ဆာယောဂကုသထံထားတဲ့မိန်းကလေးငယ်လေးကယောက်စီသွားခဲ့ပါတယ်။သူမရဲ့စပင်ကိုညင်သားစွာထိလိုက်တဲ့အခါမှာသူမရဲ့ဖြူဖြိုးနေတဲ့မျက်နှာဟာပန်းရောင်ကိုပြန်လဲပြောင်းလဲလာပြီးသူမရဲ့မျက်လုံးတွေထဲမှာအလင်းရောင်တွေပြန်လဲတောက်ပလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ပရိတ်တထဲလာလူတို့အူရှိကိုထွက်လာပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ဟာမီးလောင်ဒဏ်ရာတွေနဲ့ဆိုးဆိုးရွားရွားထိခိုက်ထားတာပါသူကအင်ဂျီကိုချုပ်ပြီးဒဏ်ရာတွေကိုပြတ်တခဲ့ပါတယ်ထိုလူကြီးကမီးလောင်ဒဏ်ရာတွေကိုထိလိုက်တဲ့အခါနာကျင်မှုတွေဟာတခြင်းပြင်းမိမ့်မိန်သွားပြီးဒဏ်ရာတွေဟာစတင်ပျောက်ကင်းလာခဲ့ပါတယ်အခုဆိုပရိသတ်ကြီးဟာသူ့ကိုဖျားသခင်လို့စတင်ခေါ်ပေါ်လာကြပါတော့လေဒါပေမဲ့သူ့ရဲ့ခရီးစဉ်ကတော့မပြီးဆုံးသေးပါဘူးသူ့ရဲ့နောက်ထပ်အိမ်မက်ကတော့တေဆုံးသူတွေကိုပြန်လဲအသက်သွင်းဖို့ပဲဖြစ်ပါတယ်ကဲမိတ်ဆွေတို့ဆိုရင်ရော လူတစ်ယောက်ကိုထိယုံနဲ့အသက်ပြန်ရှင်စေနိုင်တဲ့စွမ်းအောင်မျိုးရခဲ့မယ်ဆိုရင်တင်ဟာဘသူ့ကိုပြန်လဲအသက်သွင်းမလဲဆိုတာဖြေခဲ့ချပါအောင်